င်္ဂလာပါရှင်ဗမာခေတ်တဲ့တရင်ဌာနမှကျူးစွလိုက်ပါရရှင်ယခုအချိန်မှစပြီးဇွန်လ၄ရက်နေ့နေ့လယ်ခင်းစိတ်ဝင်စားဝယ်ထိတ်တဲ့ရောက်တဲ့များကိုအစီရင်ခံတင်ဆက်ပေးပါမယ်ရှင်ပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ဘူမူချုပ်ဟောင်းကိုရှင်းလင်းခဲ့သူများအားဖမ်းမမိသဖြင့်ဘက်ထရီဘိန်းများရန်ရှာခံနေရဆိုတဲ့တရင်ပဲဖြစ်ပါရရှင်ဘူမူချုပ်ဟောင်းချုပ်တောင်းအောင်ကိုပြစ်ခတ်ရှင်းလင်းခဲ့သူများအားဖမ်းမမိသဖြင့်တပ်မဲ့ပစ္စည်းဘက်ထရီစပိန်းများကိုစစ်ကောင်စီကအညှို့တကြီးရန်ရှာနေကြောင်းရန်ကုန်ခြေစိုက်ရဲတရင်ရင်မြစ်ကဆိုသည်ဘူမူချုပ်ဟောင်းချုပ်တောင်းအောင်ကို ဘက်ထရီစပိန်စီလာသူနှစ်ဦးကပြစ်ခတ်ရှင်းလင်းခဲ့ကြောင်း CCTV မှတ်တမ်းပုံထွက်လာပြီးနောက်စက်ကောင်စီကရန်ကုန်မြို့တော်စီပင်နယ်နိမိတ်အတွင်းဘက်ထရီပိန်စီနှင်းမှုများကိုလိုက်လံဖမ်းဆီးငွေညစ်ခဲ့ရာရခုအကရန်ကုန်စီပင်နယ်နိမိတ်ပြင်ပတွေဖမ်းဆီးနေပြီဖြစ်သည်လူကိုမမိလို့ပစ္စည်းဖန်တာပေါ့ပြတဲ့လူငယ်တွေကဘက်ထရီဘိန်းစီးလာတော့ခလေးအထာနဲ့ဘက်ထရီဘိန်းတွေကိုလိုက်ရှာနေတာ အောက်ခြေကတကယ်ဖမ်းတဲ့စက်သားနဲ့ရဲတွေကတော့ဖမ်းပြီးငွေညှိရလို့ပြောတာပေါ့ဟုတ်၎င်းက NBA တို့ပြောသည်ရန်ကုန်တောင်ပိုင်းခရိုင်တန်လင်းကြောက်တန်းနဲ့ခရမ်းမြို့တို့လမ်းမကြီးပေါ်တွင်ဘေးတွင်းနောက်တွဲဆိုင်ငယ် e-bike နဲ့ battery bank စီးနင်းခွင့်ကိုစစ်ကောင်စီကရခုရပိုင်းအတွင်ပိတ်ပင်လိုက်ပြီးနောက်ဇွန်လ3ရက်နေ့ကခရမ်းမြို့ပေါ်၌နောက်တွဲဆိုင်ငယ်2စီးနဲ့ e-bike 3စီးဖမ်းစီးခံရကချက်9သိန်းစီပြန်ပြန်ရကြောင်းဒေသရဲနေဦးတော်လိုင်းစာမျက်နှာခရမ်းချန်နယ်ကထုတ်ပြန်သည် ကျမတို့နာမှာတော့အဖမ်းခံရတယ်လို့မကြားသေးဘူးလူတွေကလည်းဒီကောင်တွေဖမ်းမိရင်ငွေညှစ်မှသေးတော့အလုံးကကိုယ့်ဟာကိုယ်ကြက်တဲနေကြတော့ပတ်စံလည်းမပေးနိုင်တော့လမ်းပေါ်မထွက်ကြဘူးတန်လင်းစေနာဝန်းကျင်တော့အဖမ်းခံရတာရှိမရှိတော့မသိဘူးဟုတန်လင်းမြို့ကြိုက်ခောက်ဖျားအနေနဲ့ပြည်သူတို့ကပြောသည်မေလနောက်ဆုံးပတ်အတွင်းကရန်ကုန်တကုတ်မြို့သစ်ရှေးပိုင်းမြို့နယ်တကုတ်မြို့သစ်တောင်ပိုင်းတင်ငန်းကျွန်းမြောင်းကလာနဲ့မယန်ကုန်တို့တွင်ဘက်ထရီစပိန်နဲ့ e-bike တို့ကိုစစ်တပ်ရဲနဲ့ပြည်စော်တီတို့ကဖမ်းဆီးကငွေညှစ်ခဲ့သေးသည်နိုင်ငံတော်ကာကွယ်ရေးတပ်ကတို့တွင်နိုင်ငံတော် ံချုံရင်းနဲ့အကြံဖတ်မှုတိုက်ဖြည့်ရေးဘာသာရပ်နဲ့နိုင်ငံတကာဆက်ဆံရေးဘာသာရပ်တို့ကိုတင်ကြားပေးနေသူဖွံ့ဖြိုးချုပ်အောင်ချုံထွန်းအောင်ကိုမေလ22ရက်နေ့နေ့ပိုင်းတွင်ရန်ကုန်မြို့မယံကုန်းမြို့နှင့်အမှန်ငါရက်ကွယ်ရွှေနှင်းစီ6လမ်းရှိ၎င်း၏အိမ်ရှိ၌ရန်ကုန်မြို့ပြပျောက်ကြားအဖွဲ Golden Valley Warrior ကပြစ်ခတ်ရှင်လင်ခဲ့ခြင်းဖြစ်ပြီးယခုထိတိုင်းပြစ်ခတ်သူများအားဖမ်းမမိသေးပေ။ ဆလဘီချိုးပင်ကောင်းမြို့နယ်မှာအထမစစ်သားစုဆောင်မှုရှောက်လာတဲ့အကြမ်းဖက်စစ်ကြောင်းကို PDF တွေတိုက်ခတ်ရာအကြမ်းဖက်စစ်သား6ဦးသေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဘကိုးတိုင်းတာယာရီခိုင်ချိုးပင်ကောင်းမြို့နယ်အရှိပရောင်မြန်ရွာတဲ့ကိုအထမစစ်သားစုဆောင်မှုအတွက်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်နဲ့ပြူစောထီတွေပတ်ဝန်းနဲ့အကြမ်းဖက်စစ်ကြောင်းကို PDF ပူမောင်ဖွဲ့ကတိုက်ခတ်ရာအကြမ်းဖက်စစ်သား6ဦးသေပြီးတပ်ဦးတင်ရပြန်ထန်ရသွားတယ်လို့ရုံးမ GB ရဲ့ PDF ရဲ့တာဝန်ရှိသူက PVTV ကိုပြောပါရယ်။ ဇီကောင်းမြို့နယ်ကအစံမဲ့စစ်တပ်နဲ့ဘော်ပင်ပြူစော်တေးရွာကလက်ပါစီများတဲ့အင်အား80ပါအစံမဲ့စစ်ကြောင်းဟာဗရောင်းမြန်ရွာတွေကိုပေါ်တာဝင်ဆွဲခဲ့တဲ့ဇွန်လ1ရက်မနက်7:00နာရီမှာ PDF ပူပေါင်းအဖွဲ့ကဝင်ရောက်ပစ်ခတ်ခဲ့ရမှာအပြန်အလှန်ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါလို့ ရှုမ GBK PDF ရဲ့တာဝန်ရှိသူကပြောပါရယ်အရိယန်သူစစ်ကြောင်းဟာဇွန်လ2ရက်နေ့လယ်2နာရီအချိန်မှာထပ်မံစစ်ကြောင်းထိုးရ PDF ပိုးပေါင်းဖွဲ့ကပေါ်ပင်ဆယ်ရီလွတ်မြောက်ပေါင်းပေါ်မှာမိုင်းဆွဲပြီးထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာရှန်သူတတ6ဦးသေဆုံးပြီးတအုပ်ပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့သိရှိရပါတယ်ထိထိပစ်ခတ်မှုပြီးအစံဖက်စစ်တပ်ကသေဆုံးလောင်းများကိုယူပြီးတော့ဇီးကုန်းမြို့နယ်ပေါ်ပင်ရွာကိုပြန်တက်ဆုတ်သွားခဲ့တယ်လို့ပြောပါတယ် အဆိုပါတိုက်ပွဲကို PDF တရင်3037တက်ခွဲနဲ့ BDZNGBK PDF ဘကုရုမချေပြူတက်ဖွဲတရင်3037တက်ခွဲတဲ့ရုမ GBK PDF တက်ဖွဲနဲ့တရင်3039တက်တက်ခွဲတဲ့ Dragon Brother တက်ဖွဲတို့ပူးပေါင်းခဲ့ကြတယ်လို့သိရှိရပါတယ်ရှင်။ဆလဘီဖာကန့်လုံခင်ရှိတယောင်ဆိုင်ကုမ္ပဏီကြောင်းမြက်လောက်ွက်ဟောင်းနဲ့ရန်ကုန်တောင်ပောက်ကွဲမှုစစ်တပ်၏ drone ဖြင့်ပုံချဲတိုက်ခိုက်မှုကြောင့် KHN အထေပြူတိစုံသူ၃ဦးရှိလာပြီးအလုသမာ30တန်ရန်ရောက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ကချင်ပြည် ီနယ်ဖားကန့်မြို့နယ်လုံခင်းရှိတင်ယောင်ဆိုင်ကုမ္ပဏီကြောင့်မြက်လောက်ွက်ဟောင်းတွင်ရှမန်နီရန်ကုန်ရောင်ပောက်ကွဲမှုမှစစ်တပ်၏ဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်မှုကြောင့်ဟု KHI ကအတည်ပြုထားနိုင်ပြီဖြစ်ကြောင်း KHI စစ်ရေးသတင်းရင်းမြစ်ကပြောဆိုသည်ရှမန်နီမွန်လင်းတနားရီ20မိနစ်ချင်းဖားကန့်လုံခင်းဆိုင်ပွန်ကြီးရွာအနီးရှိတင်ယောင်ဆိုင်ကြောင့်မြက်လောက်ွက်တွင်ရန်ကုန်ရောင်ပောက်ကွဲခဲ့ကြောင်းအဆိုပါရန်ကုန်ရောင်ပောက်ကွဲမှုမှလုံခင်းရွာမှော်စီစာဖုန်ကြီးကြောင့်တွင်ခေါအောင်နေကြသောစစ်ကောင်စီတပ်များကဒရုန်းဖြင့်ပုံကျဲခဲ့သောကြောင်းရန်ကုန်ရောင်မီလောင်ပောက်ကွဲခဲ့ကြောင်းသိရှိရသည်ဒရုန်းနှင့်ဒ ရောဘုံချဖောက်ခွဲတာကိုတက်ဆိုင်ရာကတရင်အတေးပြုပြီးဖြစ်ပါတယ်။တင်အောင်ဆိုင်ကံမဏီလောက်ွက်ဟောင်းမှာပောက်ခွဲတာပါ။တိဆုံးသူ၃ဦးတန်ရန်ရသူ30ဦးရှိပါတယ်။ခရင်ရီတရင်ရင်မြကပြောဆိုသည်စစ်တပ်တိုက်ခိုက်မှုကြောင့်ရန်ကုန်တော်ပောက်ခွဲပြီးတိဆုံးခဲ့သောအလုသမားများမှာကိုစောဖုံ၊ကိုအင်ခွန်ထူခေါင်၊ကိုသိန်းထွန်းတို့ဖြစ်ကြောင်းတန်ရန်ရသူ30ဦးရှိကြောင်းသိရှိရသည်။ရန်ကုန်တော်ပောက်ခွဲမှုကြောင့်ကုမ္ပဏီဝင်အတွင်ပျက်စီးဆုံးရှုံးသွားသောအိမ်အဆောင်၈လုံးရှိပြီးဖက်ဖို့ကတစီ၊ကားငါးစီ၊ထရက်ကား၂စီ၊ဖောက်ဆက်၂လုံး၊စီးပေါက်စား၂လုံးပျက်စီး ွားခဲ့ကြောင်းသိရှိရသည်။ထို့ပြင်ရန်ကုန်တောင်ပောက်ကွဲမှုတွင်ပြည်သူနေ35လုံး COC ဖျားကျောင်းဆောင်တစ်ခု AG ဖျားကျောင်းတစ်ခုစောင်းချိန်ဓမာယုံတစ်လုံးတို့ပြတ်စေခဲ့ကြောင်းသိရှိရသည်။ ဆလဘီပြည်တွင်ရွှေစည်အတက်ကျန်းနေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ပြည်တွင်မီလင်းအခောက်ရွှေစည်ဟာဆွန်လာဆာမှာပဲတစ်ချက်သားကို78သိန်းဝန်းကျင်နဲ့စံချိန်တင်မြင့်တက်လာတယ်လို့ရွှေလုံငန်းရှင်တွေကတန်လွင်တိုင်းမှာပြောပါရယ်။ပြည်တွင်ရွှေစည်ဟာဆွန်လာ3ရက်နေမှာတစ်ချက်သားလင်78သိန်းဝန်းကျင်နဲ့မြင့်တက်လာပြီးစစ်ကောင်စီတမတ်ထားတဲ့ရွှေညွန်းစည်နဲ့နိုင်ရှင်ရင်တစ်ချက်သားကို7320ဝန်းကျင်စည်နှုန်းကွာဟာနေတာပါ။ပြည်တွင်ရွှေစည်ဟာကမ္ဘာရွှေစည်နှုန်းမြင့်တက်လာမှုနဲ့အတူလုပ်ငန်းရှင်တို့ရဲ့စည်ဆွဲတဲမှုကြောင့်စတိုက်မြင့်တက်လာ ာဖြစ်တယ်လို့ရွှေလုံငန်းရှင်တဦးကပြောပါရယ်။ရွှေစည်းတွေထပ်တက်လာတဲ့အချိန်တွေကတော့နိုင်ငံရေးနဲ့မဆိုင်ပဲလုပ်ငန်းရှင်ချို့ကရွှေစည်းကျသွားမှကိုအရန်ကြောက်တယ်။ဘာဖြစ်လို့လဲဆိုတော့တချို့လုပ်ငန်းရှင်တွေကပိုက်ပေါ်မိမှကြောက်လို့ဈေးဆွဲတင်တာလဲအချက်တစ်ချက်ပါရယ်။နောက်တစ်ချက်ကကဘာရွှေစည်းကြောင်းလဲပါရယ်လို့ဆိုပါရယ်။ကဘာရွှေစည်းနှုန်းကပြီးခဲ့တဲ့မေလနောက်ဆုံးပတ်အတွင်းရွှေတောင်ဆောက်ကိုအမေရိကန်ဒေါ်လာ3280ဝန်းကျင်သာရှိနေရမှာဇွန်လ3ရက်နေ့မှာဒေါ်လာ3360ဝန်းကျင်အထိမြင့်တက်လာခဲ့တာဖြစ်ပါရယ်။ရွှေကောက်ပွဲအပအဝင်နိုင်ငံရေးအခြေအနေ င်တွေနဲ့ကြောင်းပြည်ရင်းရွှေစိမ်းတို့အနေအင်းအတက်ကျကျန်းနိုင်တဲ့ကာလဖြစ်တဲ့အတွက်ပြည်သူတွေအနေနဲ့မလို့အပဲဝယ်ယူပါကဆုံးရှုံးမှုရှိလာနိုင်တယ်လို့ရွှေလုံငန်းရှင်တွေကတရေပေးထားပါတယ်။ရွှေစိမ်းကွက်မှာတော့ပြည်ရင်းရွှေစိမ်းတို့ထက်မှန်မြင့်တက်လာတဲ့အတွက်အရင်လိုဝယ်လိုအထက်ရောင်းလိုအားများနေပြီးရွှေဆိုင်တွေအနေနဲ့အကောင့်ရွှေတစ်ချက်သားကို15,000ဝန်းကျင်စီခွာဝယ်ယူမှုရှိတယ်လို့သိရှိရပါတယ်။ ရှကုဆလဘီကမ်ဘလူရင်စစ်ကြောင်းဝင်စစ်အုပ်စုကအရတနာအုပ်ကိုပြတ်တခင်ကလေးငယ်နှင့်အမျိုးသမီးများအပါအရတနာ16ဦးကိုလည်းဖမ်းဆီးခေါ်ဆောင်သွားဆွဲတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းကမ်ဘလူမြို့နယ်မှာအချမ်းဖက်စစ်အုပ်စုကအရတနာ၂ရောက်ကိုရွာထဲဝင်ရောက်ပစ်ခတ်တပ်ဖြတ်ရင်ကလေးငယ်နှင့်အမျိုးသမီးတွေအပါ16ရောက်ကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ကျွန်းလွန်ကမ်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ကမ်ဘလူခရိုင်တာဝန်ရှိသူကမောင်းကိုပြောပါရယ်။ပြီးခဲ့တဲ့မေလ31ရက်နေ့မနက်ပိုင်းကကမ်ဘလူမြို့နယ်ချက်တင်အထိုင်စကန်ကထွက်လာတဲ့အင်အားတရာခန့်ပါအချမ်းဖက်စစ်သားနဲ့ပြူစ ောထေရီဟောင်းကန်ဂျီယောနောက်ဘက်ကုန်းလေးအသက်40ရွယ်ကိုသိန်းထွေနဲ့အသက်20ရွယ်မောင်စရာထွန်းတို့ကိုပြစ်တက်ခဲ့တယ်လို့သိရပါတယ်။ဒါပြင်ကလေးငယ်တွေနဲ့အမျိုးသမီးတွေအပါအသက်16ယောက်ကိုလည်းတပါးရီဖန်ဆီးခေါ်ဆောင်သွားတယ်လို့သိရှိရပါတယ်။ ဖန်ခံရတဲ့အထည်အမျိုးသမီးတွေပါပါပါတယ်။အထူးသဖြင့်ကလေးငယ်တွေလည်းမိန်းမတွေပါတယ်။သူတို့ကိုချက်ချင်းပဲပို့မလဲဆိုတော့ချက်တင်အထိုင်ပဲပို့မယ်ထင်ပါတယ်ဟုဂျွန်လကမ့်လို့တက်ကြလှုပ်ရှားသူများအဖွဲ့ကမ့်လူခိုင်တောင်းဝင်ရှိသူကမောင်းကိုပြောပါရယ်။လက်ရှိအချိန်ဒီဖန်စီခံရတဲ့အရက်သားတွေပြန်လည်လွတ်မြောက်လာခြင်းမရှိသေးဘူးလို့လည်းသိရှိရပါရယ်။ပြီးခဲ့တဲ့မေလ၁၈ရက်နေ့ကစလို့ကမ့်လူမျိုးနဲ့9000ပုံနဲ့ချက်တင်တိုင်းနဲ့အထိုင်စကန်တွေကနေထွက်လာတဲ့ဆက်အုပ်စုစစ်ကြောင်းနှစ်ခုဟာအနီးနားကြီးရွာတွေကိုစစ်ကြောင်းထွက်ဝင်ရောက်နေကြတာဖြစ်ပါရယ်။အထက်ပါစစ်ကြောင်းနှစ်ခုဟာ9000 ထောင်ဖို့တိုင်နေတင်တော်ရအတွင်ဝင်ရောက်ထိုင်ချခဲ့တဲ့အတွက်အနီးဘက်ဝင်ချင်းကအရသာတထောင်နီပါဟံပြီးလို့ရတိန်ရှောင်းနေရကြောင်းကျောင်းကကမ့်ဘလူတက်ချအလှရှာသူများအဖွဲ့ကမ့်ဘလူခရိုင်တောင်ဝင်ရှိသူကပြောပါရယ်ပြီးခဲ့တဲ့ဇွန်လ၂ရက်နေ့လယ်ပိုင်းကလည်းကိုထောင်ဖို့အထိုင်စကန်ကထွက်လာတဲ့အစံဖက်ဆက်အုပ်စုတွေဟာဦးကင်းကြည်ရွာကတဆင်နှောင်းကုန်းရွာဘက်စီစစ်ကြောင်းသူဝင်ရောက်ရင်အရသာတွေကိုအစံဖက်ပြစ်ခတ်ဖမ်းဆီးတာတွေလှုပ်ဆောင်ခဲ့တယ်လို့နှောင်းကုန်းစည်းကုန်းနဲ့ပေါတော်ရွာဘက်ဒေသီဒရုန်းနဲ့ပုံချဲတိုက်ခိုက်တာတွေလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါရယ်ဒါပြင်စစ်ကြောင်းသူအစံဖက် က်စစ်တပ်နဲ့တရင်တပ်ဖွဲ့တွေကြောင့်ထိတွေ့တိုက်ပွဲတွေလည်းရှိနေပြီးစစ်ကောင်စီဘက်ကအပြင်းထန်ထိခိုက်မှုတွေရှိနေပါတယ်။လက်ရှိမှာရဲ20နေပါးကြာစစ်ကြောင်းထုတ်ဝင်ရောက်နေတဲ့စစ်အုပ်စုကြောင့်ကန်ကြီး၊ဦးကင်းကြီး၊ပေါ့စိန်ကုန်း၊တင်တော်၊အလဲကုန်း၊လွင်ကြီး၊စောချောင်း၊အောက်တဲ၊ဝတ်တဲအင်းတင်မော်၊ညိုပင်ရှူ၊နှော်ကုန်း၊ပေါက်ကုန်းနဲ့ဇီကုန်းရွာတွေကအရသာတထောင်နေပါဟာမိုးရဲလေတဲ့ဘေးလွတ်ရာတိမ်ရှောင်နေရသလိုနှာစီချောင်းဆိုးနဲ့ရှားသည့်တုပ်ခွေးရောဂါတွေအတွက်အခြေခံဆေးဝါးအမှုအခါနဲ့အစားအသောက်တွေအရေးပေါ်လိုအပ်နေကြောင်းကျွမ်းလကံလို့တက်ကြွလို့ ရှာသူများအဖွဲ့ကမ်ဘလူခိုင်တာဝန်ရှိသူကပြောပါရယ်